ရှေးဦးပြုစုကျဲအခြေခံတင်နန်းစင်ပွဲပြုလုပ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင်မြန်မာနိုင်ငံကျက်ချင်နီအသင်းရှမ်းပြည်နယ်တောင်ပိုင်းကျက်ချင်နီကြီးကြပ်မှုကော်မတီမှကျင်းပပြုလုပ်သည့်ရှေးဦးပြုစုကျဲအခြေခံတင်နန်းစင်ပွဲအခမ်းအနားကိုဂျွန်လ20ရက်ညနေ4:00နာရီကလူမှုခြေပြုဘိုးဌာနပဲဆောင်သုံးခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားတွင်ရှမ်းပြည်နယ်တောင်ပိုင်းကျက်ချင်နီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးညီညီက သင်တန်းစဉ်အမှာစကားပြောကြခဲ့ပြီးတက်ချင်ဤကြီးကြပ်မှုကော်မတီဝင်ဦးကြည်သိန်းကသင်တန်းစဉ်လက်မှတ်များကိုပေးအပ်ရာသင်တန်းသားများကိုစာတဦးကလက်ခံရယူခဲ့ပါတယ်။ဆက်လက်၍တက်ချင်ဤကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်တက်ချင်ဤကြီးကြပ်မှုကော်မတီဝင်များကသင်တန်းတွင်ထူးချွန်စွာရရှိသူအားစုများကို ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီးတက်ရောက်လာသူများနှင့်အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူခဲ့ကြပါတယ်။အဆိုပါသင်တန်းကို2025ခုနှစ်ဇွန်လ16ရက်နေ့မှာ 2025ခုနှစ်ဇွန်လ20ရက်နေ့ထိစာတွေလက်တွေ့တင်ကြားပေးခဲ့ပြီးတင်နန်းသားတင်နန်းသူ26ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။